ြတ်စွာဘုရားရဲ့အလောင်းသူမိတာဘဝမှာဒီပင်ကရာမြတ်စွာဘုရားနဲ့ကြုံတွေ့လာတော့ဒီပင်ကရာမြတ်စွာဘုရားကိုကြည့်ပြီးသူကိုယ်တိုင်ဘုရားဖြစ်ခြင်းနဲ့ဆန္ဒဖြစ်တယ်။အကယ်၍သာဘုရားဖြစ်ခြင်းနဲ့ဆန္ဒမရှိဘူးဆိုရင်ဘုရားလောက်မဖြစ်ဘူးအဲ့ချိန်။ဒီပင်ကရာမြတ်စွာဘုရားရဲ့ธรรมမှာပဲတရားတော်ကအထုတ်လိုက်ရင်ရဟန္တာဖြစ်သွားနိုင်တဲ့အနေအထားတစ်ခုပဲ။သို့တော့သူ့ရဲ့ဆန္ဒကအဲ့ဒါမဟုတ်ဘူး။ ကိမ့်မေဧကိနတိနေနပုရိတေနသမတတိနငါလိုစွမ်းဤတတိရှိတဲ့ပုဂ္ဂိုလ်တယောက်ကတူရဲနဲ့တဏှာပင်လေကြီးကိုဖြတ်ကူးလို့ဘာကျိုးရှိမလဲတဲ့သူကသူမေးပြီသဗ္ဗညုတံပါပုနေတောတန္တရိတံတတေကဆုံးဆုံးဖြတ်ချက်ချလိုက်ဒီတာမီနေရှင်ဆန္ဒကိုအခြေပြုဆန္ဒကိုအခြေပြုပြီးတော့သဗ္ဗညုတံညာကြီးကိုရအောင်ယူပြီးတော့ ဖရာဘဝနဲ့တတ္တဝါတွေကိုချစ်ချွတ်မယ်ဆိုတဲ့ဆန္ဒအဲ့ဒီဆန္ဒကြောင့်မို့လို့ဖရာစုပန်တဲ့ကိစ္စအောင်မြင်သွားတာအနုမုစင်မအောင်မြင်နိုင်ဘူးတဲ့အဲ့တော့ဒီလောက်ခက်ခဲတဲ့ဖရာဖြစ်ဖို့အရာတစ်ခုတောင်အောင်မြင်နိုင်တယ်ဆိုရင်တာမန်ကိစ္စလေးတွေဘာလို့မအောင်အောင်ပါလဲဆန္ဒရှိလို့ရှိရင်အောင်ပါဆန္ဒဆိုတဲ့အဓိပတိဒီစိတ်ပိုင်းဆိုင်ရာအလုံးကိုနှမိုးကြီးဆိုးထားတယ် စိတ်ပိုင်းဆိုင်ရာလွှမ်းမိုးကြီးစိုးထားတယ်လို့စိတ်ပိုင်းကိုလွှမ်းမိုးထားလို့ရှင်ရုပ်ပိုင်းဆိုင်ရာကိုလည်းလွှမ်းမိုးကြီးစိုးထားတယ်စိတ်ကိုလွှမ်းမိုးနိုင်ရုပ်ပါပါလာတာပေါ့အဲ့ဒါကိုအဘိဓမ္မာမှာသန္တာဓိပတိသန္နတံပြုတ်တကနာဓမ္မနာတံသမုဋ္ဌာနာနိစ္စရူပနာအဓိပတိပစ္စေနပစ္စယောလို့ဒီလိုဟောတာသန္တာဓိပတိဟာသန္နနဲ့ရှင်တွဲလာတဲ့စိတ်ဓာတ်တွေထိုစိတ်ဓာတ်ကထိုးလုပ်လာတဲ့ရုပ်တွေ အဲ့ဓာရီပေါ်မှာကြီးစိုးထားတယ်။ဒါကြောင့်မို့လို့တစုံတစ်ခုလှုပ်ချင်ပြီဆိုတဲ့ဆန္ဒပေါ်လာတာနဲ့တကြိမ်နဲ့ထိုဆန္ဒသည်ရော်ရဲရဲဆန္ဒမျိုးမဟုတ်ဘူးဆိုရင် အောင်မြအောင်လုပ်တာမျိုးလို့ဒါဆန္ဒကလည်းဥဆောင်သွား။အေးဆန္ဒကဥဆောင်သွားတဲ့အခါမှာအလှဲ့ကဆန္ဒကဥဆောင်လို့စလာပြီဆိုရင်နောက်ကဘသူဥဆောင်မှုလိုသေးတယ်လို့ဆိုရင်ဝီရိယဥဆောင်မှုလို့ဆန္ဒတော့ရှိပါရဲ့ ျိုးပန်းအထုတ်မှုမရှိဘူးဆိုဘုရားပြန်မို့မြတ်စွာဘုရားအလောင်းဟာ၆နှစ်ပတ်လုံးအမတန်ပင်ပန်းခိတ်ခဲတဲ့ဒုက္ခရစရိယာလုံနိုင်ခဲ့တဲ့အကျင့်အစာဖြတ်ပြီးတော့ကျင့်တယ်ရေဖြတ်ပြီးတော့ကျင့်တယ်ခန္ဓာကိုယ်အငင်းစဲခံပြီးတော့အစာဆင်းရဲအနေဆင်းရဲလုပ်ပြီးတော့ကျင့်တယ်တန်လျာဥကလွတ်ဖို့မရမနေလုံမယ်ဆိုတဲ့ကြိုးပမ်းအထုတ်မှုဘုရားလောင်းတော်ကြီးဟာ တောထဲမှာတယောက်တည်းချင့်နေတဲ့အချိန်ကာကာလတုန်းကဆိုလို့ရှိရင်သူ့ကိုယ်သူကိုလူမြင်မခံဘူးတောထဲမှာနေအဝတ်မို့ဘူးအဲ့ဒီချိန်ဝလစ်စလက်နေတယ်လူသင်ခြေသင်ကြားလိုက်တာနဲ့လက်ကနေပြေးထွက်သွားတယ်ဘယ်သူမှအမြင်မခံအောင်တောထဲမှာဒုက္ခရစရိယာလို့ခေါ်တယ်ပင်မခဲခင်းတဲ့အချိန်နေကြဘာစားလဲလို့ဆိုတော့တုံးဝပါ တောဆက်မှာနွားချံနေပါလေလာလောက်ထားတော့နွားကလေးတွေအဲ့ဒီမှာမွေးဖွားတယ်နို့ပဲတောက်သေးတဲ့နွားကလေးတွေကယူတဲ့မစင်ကိုနွားချီကိုလာပြီးတော့စားအဲ့ဒါစားပြီးတော့ကျင့်တာအဲ့ဒါလို့ပင်မစင်ရတဲ့ဒီအကျင့်တွေနဲ့ကျင့်ပြီးတော့၆နှစ်ပတ်လုံးဒုက္ခရစရိယာတွေကျင့်ကြံကြိုးကိုအားထုတ်လိုက်တာ နောက်ဆုံးကြတော့ ဆုံးကန်းတယ်အောင်လိုက်ကြည့်တော့လည်းပဲအောင်မြင်မှုမရတဲ့နောက်ပိုင်းကြတော့မှအဲ့ဒီကြတော့ကျိုးပန်းအထုတ်မှုကကန်းကုန်သွားပြီဘာလိုအပ်တော့ဆိုအသိဉာဏ်လိုအပ်တာဗျဒါမှန်ကန်တဲ့လမ်းလျှောက်မှလည်းတခါတလေကျိုးပန်းအထုတ်လို့ရအေးဒါကြောင့်မလို့စန္ဒကလည်းရှိရမယ်ဝီရိယကလည်းရှိရမယ်စိတ်ဓာတ်လည်းကြန့်ခိုင်ရမယ်ကြန့်ခိုင်တဲ့အခါမှာအသိဉာဏ်ကလည်းရှိဖို့လိုသေးတယ်အဲ့ဒီလေးချက်နဲ့ပြည့်စုံပြီဆိုလို့ရှိရင် လောကီကိစ္စမှာပဲဖြစ်ဖြစ်လောကုတ္တရာကိစ္စမှာပဲဖြစ်ဖြစ်တရားကျင့်တဲ့အရာမှာပဲဖြစ်ဖြစ်ဘာလုပ်ငန်းပဲလုပ်တဲ့အခါမှာပဲဖြစ်ဖြစ် အောင်မြင်မှုဆိုတာဖြစ်နိုင်ပါတယ်